စစ်တပ်ကရွေးကောက်ပွဲဝါဒဖြန့်ဖို့အတွက်အမှုပညာရှင်တွေကိုပြင်းပြင်းထန်ထန်ဖိအားပေးနေတာကြောင့်ဖွဖွေဝမ်မုံရွှေကြီးထွန်းအင်ဒရာဘိုခိုင်တင်းကြီးထိုင်ရွန်ထူအောင်စတဲ့အမှုပညာရှင်တော်တော်များများဟာနိုဘာလ9ရက်နေ့မှာကမ်ပိန်းဗီဒီယိုရိုက်ကူးပေးခဲ့ရတယ်လို့အမှုပညာအတိုင်းဝိုင်းနဲ့ညီဆက်သူစီကသိရပါတယ်ရွေးကောက်ပွဲဝါဒဖြန့်မှုရိုက်ကူးရေးတွေမှာမပါဝင်တာကြောင့်နိုဘာလ9ရက်နေ့ကဖမ်းဆီးခံခဲ့ရတဲ့နာမည်ကြီးတရုတ်ဆောင်ဖိုးဖွေးဟာလက်ရှိမှာတော့ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့အမှုပညာအတိုင်းဝိုင်းနဲ့နှိဇက်သူတွေစီကသိရပါဗျာ။ ဖွဲ့ဖွဲ့ကိုပြောင်းလဲမှာမတမယာဆိုတဲ့ရုပ်ကျင်ဆက်ကကြီးရိုက်ကူးနေတော့ရဲတွေကလာရောက်ဖမ်းဆီးခဲ့ပြီးရန်ကုန်ထိခေါ်ဆောင်သွားခဲ့တာ ဖြစ်ကဝါရဖြန့်ချီရေလှုပ်ပေးမယ်ဆိုမှလှုပ်ပေးတာဖြစ်တယ်လို့ဤဆက်သူတယောက်ကပြောပြပါဗါးရွေးကောက်ပွဲကမ်ပိန်းနဲ့တက်ဆိုင်တဲ့စာသားတွေကိုရွတ်ပေးတဲ့ဗီဒီယိုတွေရိုက်ကူးဖို့စစ်ကောင်မရှင်ကအမှုပညာရှင်တချို့ကိုပြင်းထန်တဲ့ဖိအားတွေပေးနေတာဖြစ်ပြီးတရုတ်ဆောင်တွေပြီးရင်အစိုးရတွေကိုပါဖိအားပေးဖို့အစီအစဉ်ရှိတယ်လို့လည်းသိရပါဗျာရှင်။